ယမန်ရှိလူဒီများကအစ္စရေးနဲ့အမေရိကန်စစ်ဘက်ဆိုင်ရာပြမများကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုသည်အစ္စရေးအီဘန်ဂူရီယန်လေဆိပ်တွင်ဒုံးကျည်များပစ်ခတ်ခဲ့ပြီး USS Harry S. Truman လေယာဉ်တင်းမောအပအဝင်အမေရိကန်စစ်တပ်များကိုလည်းတိုက်ခိုက်ခဲ့တယ်လို့ဆိုသည်လူဒီများကတယ်လီဗီအနီးရှိလေဆိပ်တွင်တန်ထက်မြန်သောဒုံးကျည်ဒဇင်းကိုပြလုပ်ခဲ့တယ်လို့ဆိုသည်ဒါလေဆိပ်ကို48နာရီအတွင်းတတိယမြောက်တိုက်ခတ်မှုဖြစ်သည် ဦးဒီပြောဆိုခွင့်ရှိသူရာယာစာရီကစူပါတက်ခဲမှုတွင်လေကြောင်းလမ်းကြောင်းကိုအနောက်ဆက်ဖြစ်စေတယ်ဟုပြောကြားခဲ့သည်။ဦးဒီမြကဤလေရင်တင်တင်မောနှင့်အခြားအမေရိကန်စစ်တင်မောများကိုပင်လယ်နေတွင်ဒုံးကြီးများဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။အမေရိကန်ရေတပ်တပ်ဖွဲ့များနှင့်နိုင်ရီပေါင်းများစွာကြားပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၎င်းတို့ကပြောကြားခဲ့သည်။အမေရိကန်တာဝန်ရှိသူများက၎င်းတို့သည်တက်ခတ်မှုမတိုင်မီတွင်ဦးဒီဒရုန်းများအပြားကိုပစ်ချခဲ့ကြောင်းသိရသည်။တိုးတော်လည်း ူတီတို့သည်အမေရိကန်တင်ပေါ်များကိုအောင်မြင်စွာတိုက်ခတ်မှုကိုအတိမပြုနိုင်သေးပဲတိုက်ခတ်မှုများသည်အလွန်ထိရောက်မှုမရှိဟုယုံကြည်နေကြသည် IDF မှဘန်ဂူရီယန်လေဆိပ်တို့ဦးတီတို့ဒုံးကျည်များကိုကြားဖြတ်ခံတားခဲ့ပြီးပျက်စီးဆိုးဆုံးမှုများနှင့်အသေးပေါက်များကိုတားဆီးနိုင်ခဲ့သည်ဟုဆိုသည်ဦးတီတို့ပုံများသည်အစ္စရေးရှိမီဒီပြမကိုများထိမှန်အောင်အတိပြုတရားဝင်တရားတည်င်းများမရှိခဲ့ပါအီရန်ကကျော်ရွန်နောက်ကပြည်သည်ဟူတီများသည့် သူတို့ရဲ့တခတ်မှုကိုတုံးမြင့်ခဲ့ပါသည်ဒေတာတွေမှာအမေရိကန်နဲ့အစ္စရေးရဲ့လုံရတွေကိုအရှိလေပိုင်းတွင်တင်မောပြည်များတုံးမြင့်လာကဒေတာတွေလုံချုံရင်းနဲ့တင်မောလမ်းကြောင်းများ၏လုံချုံရေးအတွက်ဆွေးမှုများဖြစ်ပေါ်နေသည်